ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့လက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေကကြတော့ဒူမာဗာတီလို့ခေါ်တဲ့မေတော်ပေါ့နော် မေတော်ကာလီမေတော်ကာလီရဲ့ပုံစံတွေထဲမှာမာသူကမဟာဗီဒရဝစ်စတန်ဂေါဒက်စ်လို့ခေါ်တဲ့ဒီအသိဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့ဒီပုံစံပေါ့နော်အသိဉာဏ်ပညာနဲ့ပတ်သက်ပတ်သက်ပြီးတော့ကျွန်တော်တို့တွေယုံကြည်ကိုးကွယ်တဲ့ပုံစံတွေထဲမှာမာခုနှစ်ခုမြောက်ပုံစံဆိုပြီးတော့ ခုနခုမြပုံစံအမည်နာမဆိုပြီးတော့ကျွန်တော်တို့ကိုဒီမှာတော့စာအုပ်လေးထဲမှာတော့ mention လုပ်ပေးထားရယ်ပေါ့နော်ဒူး ဒူမာဗာဒီလို့ခေါ်တယ်။သူရဲ့ပုံစံကသူပေါ်ထွက်လာတယ်ဆိုရင်ねပုံမှန်ပေါ့နော်။သူပေါ်ထွက်လာရဲ့ဒီကန်နမိန်လေးပေါ်ထွက်လာရဲ့ဆိုရင်အဲ့ဒီအဲအခုလက်ရှိဒီဒီဗီဒီယို ကြည့်နေတဲ့သူတွေ ဖြတ်တန်းနေရတာဒီအဲအသက်ရှူကျရာတော့တဲ့အချိန်နေစိတ်ပင်ပန်းစရာစိတ်ညစ်စရာအအမှန်တရားကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အချိန်နေဒီစိတ်ခက်ခဲပင်ပန်းနေတဲ့ကာလတွေကိုဖြတ်တန်းနေရတယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်။ နော်ပြင်းမနေရအခက်ခဲနေရကိုပိုင်ဆိုင်ထားတဲ့သို့မဟုတ်ကိုမြန်နိုးတဲ့အရာတခုခုကိုပိုင်ဆိုင်ထားတဲ့အရာတခုခုကကို့ဘဝတွေကထွက်ခွာသွားတာဆုံရှုံသွားတာအဲ့လိုပုံစံမျိုးလေးကိုတစ်ချက်ဒီဒီမားရဲ့ ဒီကတ်နမိတ်လေးကပြောပြပေးနေရဆိုတော့ပြင်းမန်းနေတဲ့ရုံးကန်နေရတယ်အသက်ရှူကြက်မတ်တက်ဖြစ်နေတဲ့အခြေအနေတွေကကိုဖြတ်တန်းရတဲ့အခြေအနေတွေအသက်ရှူကြက်မတ်တက်ဖြစ်နေတဲ့အနာဂတ်ကဘာဖြစ်နေမှာမှန်းလည်းမသိဘူးမရေရာတဲ့အခြေအနေတွေရှေ့ဟူတောင်ရှေ့ဟူတောင်ကောင်းကောင်းမမြင်ရတဲ့အခြေအနေမျိုးကို ဖြတ်တန်းနေရတယ်ဆိုပြီးတော့ဒီကတ်နမိတ်လေးကပြနေရဆိုတော့ဒီကတ်နမိတ်လေးကဘာပြောချင်နေလဲဆိုတော့ကျွန်တော်တို့ဒီ ပင်မဆင်းရဲမှုတွေဒုက္ခဆင်းရဲတွေဒုက္ခဆင်းရဲတွေဆိုတာဒီရဲ့ဘဝရဲ့ဖြတ်တန်းဖြတ်တန်းရမယ့်ဘဝရဲ့တစိတစ်ပိုင်းပဲဆိုတာကိုကျွန်တော်တို့ကိုပြောပြပေးနေတယ်ဆိုတော့ဘဝမှာ ကျွန်တော်တို့ဖြတ်တန်းရမယ်ကြော်ဖြတ်ရမယ်ကြော်လွန်ရမယ်နော်ကြော်ဖြတ်ရမယ်တင်ငန်းစာယူရမယ်ကြော်လွန်ရမယ်ဆိုတော့အဲ့ဒီဖြတ်တန်းရတဲ့ကိစ္စရက်တွေဒီ ပင်မစင်ရရမဲ့ကိစ္စရက်တွေဒီဒါဘဝရဲ့အစိပ်ပိုင်းတစ်ခုပဲဆိုတာကိုပြောပြပေးနေတယ်။ရရဲ့တနေရင်ဖြတ်တန်းဖြတ်တန်းမှုလိုအပ်တယ်ဆိုတာပြောပြပေးနေတယ်။ဒီဗီဒီယိုကြည့်နေတဲ့သူတွေဒီခက်ခဲစင်ရပင်မ င်းချင်းနေတခုခုစိတ်ချုပ်ထွေးစရာအမှန်ကိုမမြင်နိုင်တာတို့မဟုတ်အဖြစ်အဖြစ်မှန်ကိုရှာဖို့အတွက်ခဲရင်တကယ်မူလပြဿနာအရင်းမြစ်ကရှိပါတယ်ကိုစိတ်ချုပ်ထွေးစရာရှိတဲ့ကိစ္စရဲ့အရင်းအမြစ်ဒီကိုတကယ်လွတ်ချရမယ့်အရာ ကိုတကယ်ဖြေရှင်းရမယ့်အရာတခုအဲ့ဒါကိုကအမှန်ကိုမမြင်နိုင်ဘူးတို့ဒီမဟုတ်မွန်းချက်နေရင်အဖြစ်မှန်ကိုရှာမတွေ့ဘူးဖြစ်နေရင်အဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တို့ကတွားပြီးတော့တွေးရပါတယ် ဆိုတော့အမှန်တရားကိုဖုံးခွဲထားရဲပေါ့နော်ဖုံးခွဲထားတခြားသူကဖုံးခွဲတာမဟုတ်ဘဲနဲ့ကိုကိုကိုဖုံးခွဲတာမျိုးတို့မဟုတ်တခြားသောပြင်မပယောဂတွေပြင်မအနှောင့်အယှက်တွေကြောင့်ကိုကအမှန်တရားကိုမမြင်နိုင်မဲနဲ့ဖုံးခွဲနေရမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်။မကြာခင်မှာဒီအခက်အခဲပြဿနာတွေကိုကိုကဖြေရှင်းရဖို့ရှိရယ်ကြော်ဖြတ်ရဖို့ရှိရယ်သင်ခန်းစာယူဖို့ရှိရယ်ဟုတ်ပါတယ်သင်တို့အခုလက်ရှိချိန်မှာဖြတ်တန်းကြော်ဖြတ်နေရတာဒီပင်မဆင်းရယ်ဆာဖာရင်းလောက်တယ်ဆိုတာအသက် မတိယုံတမဲပေါ့နော်မတိယုံတမဲအသက်ရှင်ကြံရင်အောင်အရင်ရုံးကန်စူးစမ်းနေတဲ့အခြေအနေကိုကျွန်တော်ကဆာဖာလုပ်တယ်လို့ခေါ်တယ်ဆိုတော့ဒီကတ်ရဲ့နမရသူတို့ suffering လုပ်နေရတယ်ကြော်လုံနေရတယ်ကြော်ဖြတ်နေရတယ်ကိုဆုံးရှုံးသွားတဲ့အရာတခုခုကိုမျောလင့်ထားတဲ့အရာတခုခုအခြေအနေတခုခုကြောင့်ပျက်စီးသွားတဲ့အခြေအနေတခုခုကိုကိုကကြော်လုံနေရတယ်စူးစမ်းပြီးကြော်ဖြတ်နေရတယ်ဆိုတဲ့ပုံစံမျိုးကိုမားကလေးက message ပြနေတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့တွေ့ရပါတယ်ချိန်မှကလေး ဆိုတော့အဲ့ဒီအခြေအနေကနေသင်ဘယ်လိုကြော်ဖြတ်မလဲဟုတ်ပြီနော်အဲ့ဒီအခြေအနေကနေသင်ဘယ်လိုကြော်ဖြတ်နိုင်မလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြရအောင် ဟုတ်ပြီကျွန်တော်တို့ဒီမှာအမားကလီအော်ရီကယ်မက်ဆေ့ပေါ့နော်ဒီပြဿနာကို အမှန်ကိုမြင်မတွေ့နိုင်ဘူးအဖြေတွေရှာမရဘူးကိုဆာဖရင်လုံးနေရတယ်မွန်းကျက်နေရပိတ်လောင်နေတယ်အကိုပေါင်းဝင်ချင်မှာကိုတယောက်တည်းဖြစ်နေရဆိုရပြဿနာတွေဒီဘာကြောင့်လဲ တင်တို့အဖြေရှာနေကြလိမ့်မယ်အဖြေမရှာပါနဲ့37ဒါမာဩခာလီမာကာလီကဘာဘာပြောလဲဆိုအဖြစ်မရှာပါနဲ့ဒါရီဒီယူနီဗာစ်ကမာကာလီကတင်းတို့ကိုတင်ငန်းစာယူဖို့တင်းတို့ကြော်လွန်ဖို့ကြော်ဖြတ်ဖို့အတွက်မက်ဆေ့လုပ်ပေးနေတာပါဆိုတော့မာကာလီကတင်းတို့ကိုချစ်တယ်ချစ်တာဖြစ်တဲ့အတွက်တင်းတို့ကိုတချို့အရာတွေတင်းတို့ကိုချစ်တယ်ချစ်တာဖြစ်တဲ့အတွက်တင်းတို့ကိုတချို့အရာတွေမှာမကောင်းတဲ့တင်းတို့ဘဝထဲမှာရှိနေတဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့အမှုချစ်တွေကို divine plan ရပယ်ဖြတ်ပေးနေတယ်နှုတ်သိမ်း င်းပြီးနေရဲဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်။တချို့တွေအလိုလိုတီးစိမ့်နဲ့အလိုတီးစိမ့်နဲ့ရောထွေးနေတဲ့သူတွေရှိတယ်။နော်အလိုတီးစိမ့်နဲ့ရောထွေးနေရဲအလိုလိုတီးစိမ့်နဲ့အဟုတ်ပါမလားငါစိတ်ကထင်နေတာများလားဆိုပြီးတော့ အဲ့လိုမျိုးလေးဖြစ်နေရင်မုန်းကြက်နေစိတ်ကဇဝေဇဝါဝေခွဲမရလေးဖြစ်နေတွေးဝင်နေရဆိုရင်အဲ့ဒါဒီမားကလေးကတင်းတို့ message inform လုပ်တာပါတင်းတို့အနေနဲ့ဒီခရီးတန်းကိုတော့မသွားတင်ဘူးဒီအလုပ်တွေကိုတော့တင်းတို့မလုပ်တင်သေးဘူးခဏနေလိုက်ပါဆိုပြီးတော့မားကလေးက တတိပေးနေရအောင်တွေ့ရတယ်ဒီမှာဘာတွေ့ရလဲဆိုတော့တချို့တွေကမားကတွေကိုဝေ့ပြူထားတာတွေ့ရတယ်တချို့တွေကမားကတွေကိုစူတောင်းထားတယ်ဆိုတော့တောင်းစုတွေကိုမားကလီကတည်တယ်တည်တာဖြစ်ရဲတင်တို့ကိုအတက်နိုင်ဆိုတော့တင်တို့ကိုလည်းချစ်တယ်မြတ်တာထားရဲဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပါတယ်တင်တို့ကိုချစ်တာမြတ်တာထားတဲ့ပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ဒီဖောင်ဝံရကမားကလီရဲ့ဒီပုံစံကမားကလီဒီတင်တို့ကိုလိုအပ်ရင်လိုအပ်တယ်လို့သူကဘဝရဲ့လမ်းကြောင်းမှန်ဘဝရဲ့လမ်းကြောင်းအတွေ့အကြုံတွေကိုပြသသွားဖို့ရှိတယ်တင်တို့ န်သူတွေကိုလည်းပဲလိုအပ်ရင်လိုအပ်တယ်လို့ဒီပုံစံတွေကပြောင်းမျိုးတင်းတို့ကိုဒီဘက်အချမ်းကကျွန်တော်တို့ကျွန်တော်ရဲ့ right side ပေါ့နော်ကျွန်တော်ရဲ့ညာဘက်အချမ်းကချိုတာပြီးလှပတဲ့ပုံစံပြရင်ပြပြီးမယ်တင်းတို့ပေါ့မကောင်းတဲ့သူတွေတော့ဒီ left side မှာရှိရဲသူရဲ့ဒီအင်အားကြီးမားတဲ့ရန်သူတွေကိုတုတ်တင်နေနေတဲ့ form ကိုပြခြင်းပြနိုင်တယ်မားကလေးတိဆိုတော့တင်းတို့သူ့ပေါ်ကိုသူမေတ္တာရှိတဲ့သူတွေကိုတော့မားကလေးသူ့ကိုယုံကြည်တဲ့သူသူမေတ္တာရှိတဲ့သူသူချစ်တဲ့သူတွေကစိတ်ချ တင်တို့အတွက်ကောင်းတဲ့သူဆိုပေမဲ့တင်တို့အဲတစ်ဖက်မှာတော့အဲတင်တို့ပေါ်မကောင်းတဲ့သူတွေကတော့မားကာလီကိုကြောက်စရာအလန့်စရာဆိုပြီးတော့မြင်ပါလိမ့်မယ် နော်နောက်ပြီးတဲ့နောက်ကြတော့အာတိန်တော့ကတခါလေးကြရင်မားကလင်ငါတို့မချစ်ဘူးလားမသိဘူးမားကလင်ငါတို့တောင်းစုတွေကိုမမြင်ဘူးလားမသိဘူးဆိုတော့တချို့တောင်းစုတွေဒီတိန်တော့တောင်းစုဥပမာထားပါတော့ကျမတော့ဒီသူနဲ့ဒီသူနဲ့ပေါင်းဖက်ရပါလို့ဤလို့တင်တော့ကမားကလီချီမှာတွားပြီးရစုတောင်းလိုက်တယ်ဆိုပါတော့နော်ဆိုပါတော့ဒါပေမဲ့မားကလီဒီတင်တော့ကိုချစ်တာဖြစ်တဲ့အတွက်တင်တော့ကိုမြတ်တာရှိတာဖြစ်တဲ့အတွက်အဲ့သူဒီတင်တော့ဘွားအတွက်မကာမှုတင်တော့ကိုဟန်ဆောင်နေတာအဲ့လိုမျိုးတွေလုပ်နေရဆိုမားကလီတင်တော့ရဲ့အဲ့ဒီ real relationship ကိုကတ်တော့လို့အောင် divine plan နဲ့ကူညီပေးပါတယ်။ဘာလို့လဲဆိုတော့မာဂလီဒီတင်တို့ကိုသူသားသမီးအနေနဲ့မြင်နေသူချစ်ခင်နဲ့သူမောင်နှမသားအနေနဲ့မြင်တာဖြစ်တဲ့အတွက်မကောင်းတဲ့နံကိုမရအောင်မြစ်တာနဲ့လမ်းညွန်ပေးတာပါအဲ့ဒါကိုတင်တို့ကလက်တလောအခြေအနေလေးကိုပဲမြင်ပြီးမာကလီယာတင်တို့ကိုမချစ်ဘူးမာကလီယာတင်တို့ကိုမြစ်တာမရှိဘူးလို့တွေးလို့မရပါဘူးမာကလီယာချစ်လို့တင်တို့ကိုဒီလမ်းကြောင်းတွေဒီအခြေအနေတွေကိုကူညီပေးတာရောက် အဲဘယ်လိုပြောမလဲဒီလမ်းကြောင်းတွေကိုကူညီပေးရဒီဒီဖြစ်စဉ်တွေကိုအစဉ်ပြောင်းမားကဒီကလှုပ်ပေးတာဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်ကဒီမှာသွားပြီးတော့တွေ့ရပါတယ်เนาะဆိုတော့တချို့တွေ meditation time ဖို့အတွက်အကြံပေးပါတယ်မာကလီနဲ့ connection ပုံရဖို့တရားထိုင်ဖို့အတွက်အကြံပေးရတချို့တွေကြတော့ကောင်းတာဆိုတာကိုတွဲလုံနေတဲ့သူတွေရှိရဒီဗီဒီယိုဒီဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာတချို့ရဖျားတရားလည်းလုပ်တယ်လမ်းကစားလည်းလုပ်တယ်အဲ့လိုလူမျိုးတွေเนาะအဲတချို့တွေ တချို့ရပြားတရားလုပ်တယ်အဲစိတ်မရှိတာတွေဒေါသထွက်လွယ်တာတွေစိတ်ဆိုးလွယ်တာတွေလူများကိုအပြစ်တင်တာတွေအဲ့လိုမျိုးတွေလူတွေရှိရအကောင်းဆုံးတွန်တွဲနေရလူအုပ်စုတွေရှိရဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာဆိုတော့မဟာကာလီယာဘာပြောလဲဆိုတော့တင်တို့ကိုအကောင်း အကောင်လုံးကိုအကောင်မြင်နိုင်အောင် အမှန်တရားကိုလက်ခံနိုင်အောင်အရှိတရားကိုလက်ခံနိုင်အောင်တရားမြများထိုင်မှာကိုကျင်တရားကိုကောင်းအောင်ကြိုးစားပါဆိုပြီးတော့မာကာလီကပြောနေပါတယ်။သင်တို့ရဲ့စိတ်ထားပို့ပြီးတော့အေးချမ်းမှုကိုမာကာလီကမျှော်လင့်နေတယ် ညောင်လင့်နေပြီးတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ မာကလေးကိုယုံကြည်တဲ့သူတွေထဲမှာ spiritual lens နဲ့နေတဲ့သူများရှိပါသလားရှိရဆိုရင်တရားထိုင်ခြင်းမာကလေးစီတွားပြီးတော့မေတ္တာပို့ခြင်းမေတ္တာတခံယူခြင်းစိတ်ဉာဏ်လှုပ်ခြင်းအပြင်မာကလေးနဲ့ connection ပို့ရသွားဖို့ရှိပါတယ်မာကလေးနဲ့ connection ပို့မိသွားဖို့ရှိတာမျိုးတွေ့ရပါတယ် ဆိုတော့တင်တို့ဘဝမှာအပြောင်းလဲတစ်ခုရောက်လာဖို့ရှိရဲမာကလီမက်ဆီအရာတင်တို့ဘဝမှာဝေဝါးနေရဖြစ်စဉ်တွေကိုကြော်လွန်ပြီးတင်တို့ဘဝမှာကောင်းသောအပြောင်းလဲတစ်ခုခုရောက်လာဖို့ရှိရဲလောင်းဝ transpound ဖြစ်သွားမယ်ကိစ္စရဲ့တစ်ခုဥပမာကိုလုံးနေရအလောက်ကနေနားမိနောက်ထပ်ကိုမကျွမ်းကျင်တဲ့ ਨੇ ဘတစ်ခုကိုခုံပြစ်ဝင်လိုက်တာမျိုးကိုမရဘူးတဲ့နယ်ဘက်တစ်ခုကိုရောက်သွားတာမျိုးအဲ့လိုပုံစံမျိုးလေးကိုကကိုမဟုတ်တော့တယ်လို့အာကိုရဲ့ transformation အသေးဖြစ်